လာပါရှင်မက်ရှလာ90ရဲ့ဇာပရီနီရွှေငွေရန်ကုန်တခွေသတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့အန်ရယ်ဖြစ်နိုင်စေသည့်ရှိသတိပြုခြင်းနဲ့ဘေးကင်းစွာပြည်မှုနေထိုင်ခြင်းနေပြဆရာတင်နန်းဖွင့်လှစ်တဲ့သတင်း။မြန်မာနိုင်ငံကြက်ချင်ဒီအသင်းနဲ့အပြည်ပြည်ဆိုင်ရာကြက်ချင်ဒီကော်မတီတို့ပူးပေါင်းဖွင့်လှစ်သောအန်ရယ်ဖြစ်နိုင်စေသည့်ရှိသတိပြုခြင်းနဲ့ဘေးကင်းစွာပြည်မှုနေထိုင်ခြင်းနေပြဆရာတင်နန်းဖွင့်ပွဲကို မတ်လ18ရက်နေ့နောက်ပိုင်းကရန်ကုန်မြို့ရှိ Central Hotel တွင်ကျင်းပကြောင်းသိရပါတယ်။တင်နန်းဖွံ့ဖွဲတွင် အသင်းဥက္ကဋ္ဌပေါမခဒေါက်တာမျိုးညွန့်ကအမှားစကားပြောကြပြီး APP ဆိုင်ရာစစ်ချင်းဤကော်မတီမှ Weapon Contamination Coordinator Mr. Rory McCann ကနှစ်ကွန်းဆက်စကားပြောကြပါတယ်။တင်နန်းဖွံ့ဖွဲသူ အသင်းဥက္ကဋ္ဌနှင့်အလုပ်မှုဆောင်များဖြစ်တဲ့ပေါမခဒေါက်တာရီတင်နဲ့ဦးကျော်မိုးကြီး ဒုတိယညွှန်ကြားရေးမှူးများနဲ့တာဝန်ရှိသူများအပြည်ပြည်ဆိုင်ရာကျင့်ချင်ဒီကော်မတီမှတာဝန်ရှိသူများသင်တန်းတက်ရောက်မဲ့ကျင့်ချင်ဒီဝန်ထမ်းများတက်ရောက်ပြီးမက်ရှလ18ရက်နေ့မှမက်ရှလ21ရက်နေ့ထိ9ရက်ကြာပြုလုပ်မှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ။ဆလာဒင်ဆမဲတဲ့ရင်ကတော့ရန်ကင်းမြို့နယ်ရင်းအခြေခံပကြေးရေးဆွဲနေတဲ့တန်းဖွင့်လေတဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်ရုံးလူလူအခြေပြုဘဟုဌာန Community Center ခံမာတွင်မတ်လ19ရက်နေ့9နာရီမိနစ်30ကအခြေခံပကြေးရေးဆွေးနွေးသင်တန်းဖွင့်ပွဲပြုလုပ်ရာမြို့နယ်စားကြဲကော်မတီအဖွဲ့ဝင်ဒေါက်ခင်တင့်ဝေက အမစကားပြောကြားပြီးဦးရဲဝင်းကျော်ကမိုဒီတာစကားပြောကြားပါရယ်ဆလဘီမြို့နယ်ပြန်ဆက်ဦးစီးမှုဒေါ်လလထွေကတနန်းဖွင့်လျက်ချင်းဤဝဲချက်ကိုပြောကြားပါရယ် တင်နန်းကိုတင်နန်းသူတင်နန်းသားစုစုပေါင်း65ဦးတက်ရောက်ကြပြီးမတ်လ19ရက်မှ25ရက်အထိ9ရက်ကြာကြကြီးဆရာချူချူကတင်ကြပေးတော်မှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့ရဲလေးကပေးပို့ထားပေးဖြစ်ပါတယ်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့လာတာမျိုးနယ်ရင်ရွှေရှားစာကျဲစနေဖြင့်တူတရသားစာအုပ်စာဆောင်များအခမဲ့ငှားရမ်းပေးတဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးလာသာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရွှေရှားစာကြည့်တိုက်စနစ်ဖြင့် ုတ္တရတဆောင်းစာဆောင်များအခမဲ့ငားရန်ဆောင်ရွက်ပြီးခြင်းကိုပုံမှန်ဆောင်ရွက်ပြီးလျက်ရှိရာမက်ရှလ၁၈ရက်နေ့နဲ့၁၀နာရီကလာတာမျိုးနဲ့တန်စေးသူတွားရောက်ဆောင်ရွက်ပြီးကြကြောင်းလည်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့နန်းတဲ့နှုအောင်ကပြပလာတာပါထမန်တဲ့စမဲတဲ့ရင်ကတော့တိုက်ချင်းမြို့နယ် community center ခမာရင် အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်တဲ့တဲ့ရင် ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ပြည်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနလူမှုအခြေပြုဗဟိုဌာန Community Center ခန်းမတွင်မတ်လ19ရက်နေ့နေ့စနေကအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ကြောင်းသိရပါတယ်။သင်တန်းဖွင့်ပွဲတွင်ခရိုင်စီမအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဦးစိုးဝင်းမောင်နှင့်မြို့နယ်ပြည်ဆက်ဦးစီးအရာရှိဒေါ်ဆန်းကလျာခိုင်တို့ကသင်တန်းဖွင့်မှာစကားပြောကြားကြောင်းသိရပါတယ်။ တင်နာကိုအခြေခံပညာထက်တန်းကျောင်းမြို့မှာမှာအလေတန်းအထက်တန်းအစင်ကျောင်းသားကျောင်းသူ50ဦးတက်ရောက်ကြပြီးမတ်လ19ရက်နေ့24ရက်နေ့အထိတင်နန်းကာလ9ရက်ကြာဆရာဦးတင်နိုင်ကျော်ကတင်ကြားပို့ချပေးတော်မှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့စံကလျာခိုင်ကပေးပို့ထားအပေးဖြစ်ပါရရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့လေကူမြူနယ်ရင်တက်ကြီးရွယ်ဦးမြအောင်ကျမ်းမာရေးဆောင်ရှောက်ပေးတဲ့သတင်း။ ရန်ကုန်တိုင်းဒေသကြီးလှဲကုမြို့နယ်တွင်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်မြို့နယ်တိုင်းစေကူဌာနတို့ပူးပေါင်းပြီးလှဲကုမြို့နယ်အတွင်းရှိတက်ကြီးရွယ်အိုးများအားကျန်းမာရေးဆောင်ရှောက်မှုပေးခြင်းကိုအပတ်စဉ်ဗုဒ္ဓဖွေနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိရာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှဒေါက်တာတောင်းတန်ဦးနှင့်ကျန်းမာရေးဝန်ထမ်းများကမတ်လ19ရက်နေ့နဲ့9နာရီကမြို့နယ်ပြည်သူ့စေယုံကြီးတွင်ဆောင်ရွက်ပေးကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အေးအေးနွေကပေးပို့လာတာပါ ဆလတ်င်းစမဲတဲ့တွင်ကတော့ခရမ်းမြူနယ်တွင်အခြေခံစစ်ချုပ်တင်နှံဖွင့်လေတဲ့တွင်ရန်ကုန်တိုင်းဒေသကြီးခရမ်းမြူနယ်ပြည်ကြိုင်းနေပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အမျိုးသမီးရေရာအဖွဲ့တို့ပူးပေါင်းပြီးအခြေခံစစ်ချုပ်တင်နှံကိုမတ်လ19ရက်နေ့နဲ့စိန်နာရီကခရမ်းမြူနယ်လူထုအခြေပြုဘဟုဌာနတွင်ဖွင့်လေကြောင်းသိရပါတယ်တင်နှံတွင်မြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲနှင့်မြို့နယ်အမျိုးသမီးရေရာအဖွဲ့ဥက္ကဋ္ဌဒေါက်တာဒေါခင်ထထတို့ကအမစကားပြောကြားကြပါတယ် အဆိုပါတင်တန်းကိုတင်တန်းသူ73ဦးတယောက်ကြားကတင်တန်းကာလ9ရက်ကြာမြင့်မှာဖြစ်ကြောင်းနဲ့တင်တန်းဆရာမဒေါ်ပွင့်ဖြူစင်ကစာတွေ့လက်တွေ့တင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့နေ့နေ့ကပေးပို့ထားပေးဖြစ်ပါတယ်။ရှယံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။